သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတိဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လူ၄တောင်နေပါတေဆုံးပြီးမန္တလေးစကိုင်းနဲ့နေပြည်တော်ကိုပျက်စီးခဲ့တဲ့ငလင်အပျက်စီးများဖြင့်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းများကိုမြင့်တင်ရန်ငလင်ဘေးသင့်ဒေသခီးသွွားတိုးများစီစဉ်နိုင်ဟုစစ်ကောင်စီကြေညာ စစ်ကောင်စီရဲ့ငလင်းအပြိုပြက်များနဲ့ကမ္ဘာပထမဆုံးခီးသွွားမြင့်တင်ရေးဆွဲဆောင်မှုအဖြစ်ဝေဖန်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူ၄000နီးပါးသေဆုံးပြီးမန္တလေးစကိုင်းနဲ့နေပြည်တော်ကိုပျက်စီးစေခဲ့တဲ့ငလင်းကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုခီးသွွားများလာကြည့်မှဖြစ်တဲ့အတွက်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းများကိုဝင်ငွေတိုးလာမှဖြစ်ကြောင်းစစ်ကောင်စီရဲ့ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိတဲ့ငလင်းကြီးကြောင့်ပျက်စီးဆုံးရှုံးမှုနဲ့ငလင်းဘေးတင်ရဒေတာတွေကို ပြည်တွင်းပြည်ပခီးသွောဧည့်သည်များလာရောက်လေ့လာကြည့်ရှုခြင်းဖြင့်ဟိုတယ်နှင့်ခီးသွောလုပ်ငန်းများကိုတစ်ပတ်တစ်လမ်းမှအထောက်အကူပြုပြီးဒေသခံများရဲ့အလုပ်ကံအခွင့်အလမ်းများနဲ့ဝင်ငွေများတိုးပွားရရှိစေရေးအထောက်ပံ့ပြည့်စုံမှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာလိုက်ပါတယ်။ဒါကြောင့်ဟိုတယ်နှင့်ခီးသွောလုပ်ငန်းများမြင့်တင်နိုင်ရန်ငလင်ဘေးတဲ့ဒေသများသို့ပြည်တွင်းပြည်ပခီးသွောများတွားရောက်လည်ပတ်နိုင်ကြောင်းတွားရောက်လည်ပတ်ရမှာသက်ဆိုင်ရာဒေသအာဏာပိုင်များထံမှအချိန်နဲ့တပြေးညီထုတ်ပြန်ညွှန်ကြားချက်များကိုလိုက်နာကြရန်အကြံပြုကြောင်းစစ်ကောင်စီကကြေညာထားပါတယ်။ ကျွန်တော်တို့တော့ငလင်းအပြည့်စည်းတွေနဲ့ခီးသွားလုပ်ငန်းမြင့်တင်မယ်ဆိုတာမျိုးမကြဘူးသေးဘူး။ကဘာမှလည်းမရှိတဲ့တကယ့်ကို idea အစ်စ်ပဲ။ညီပေါ်မှလည်းငလင်းကြီးလှုပ်သွားတာပဲ။တရုတ်ပြည်မှလည်းလူပေါင်းများစွာတည်ခဲ့တဲ့စီချွန်ငလင်းကြီးလှုပ်သွားတာပဲ။ထိုင်ဝမ်မှလည်းငလင်းကြီးလှုပ်ခတ်သွားတာပဲ။ငလင်းကြီးနဲ့ခီးသွားလုပ်ငန်းမြင့်တင်မယ်ဆိုတာမျိုးတော့တကယ့်ကိုမရှိပါဘူး။ဘယ်သူကမှလည်းလာမကြည့်ပါဘူး။ကေဇေးကြီးလှုပ်တဲ့သူနဲ့ကုညီကျင်တဲ့သူတွေပဲလာမှာပေါ့။ဒါကြီးကလွဲတော့လွဲနေတယ်လို့ရန်ကုန်အခြေစိုက်ခီးသွားအေဂျင်စီလုပ်ငန်းလုတ်ကင်သူတဦးကသုံးသပ်ပြောဆိုပါရတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်မြန်မာပြည်သူ၄000နေပါတည်ဆုံခဲ့ပြီးစကိုင်းနေပြည်တော်နဲ့မန္တလေးမြို့ကြီးများမှာပြည်သူများရဲ့နေအိမ်တိုက်တာအဆောက်အုံများစွာပြိုကျပျက်စီးခဲ့ရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရွှေကျင်မြို့နယ်ကမရ968တပ်ရင်းဌာနချုပ်တခုလုံးကို KNL PDF ပူးပေါင်းတပ်များကအပြစ်သက်တိုက်ခိုက်သိမ်းပိုက်တပ်ရင်းထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အလောင်းများစွာရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ချေတော့ကြေးရွာမှာရှိတဲ့ခမရ998တပ်ရင်းဌာနချုပ်တခုလုံးကို KNL PDF ပူးပေါင်းတပ်များကအပြစ်သက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်တေသားမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ယမန်နေ့မေလ10ရက်နေ့ညနေ9:00အချိန်ရွှေကျင်မြို့နယ်မှာရှိတဲ့ခမရ998တပ်ရင်းဌာနချုပ်တခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများဒရုန်းတိုက်ခိုက်မှုများနဲ့စက်တိုက်လှုပ်ဆောင်နေတဲ့အတွက်နေမြေရှင်းလင်းရေးအတွက်အချိန်ယူလှုပ်ဆောင်နေရကြောင်း လက်ရှိအချိန်ထိစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အလောင်းများတရင်ထဲမှာပြန်ကျဲနေပြီးတင်ဆက်ရရှိထားတဲ့လက်နက်ခဲယမ်းများကိုလည်းစစ်စစ်နေစေဖြစ်ကြောင်းသိရှိရပါတယ်။ PDF စစ်စင်ရေးနယ်မြေ1စစ်စင်ရေးနယ်မြေ2နဲ့ KNL တရင်ခုနှစ်တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။စစ်ခွေးတေဆုံးမှုအရေးအတွက်နဲ့လက်နက်ရရှိမှုတွေကတော့အသေးစိတ်စစ်စစ်နေစေဖြစ်ပါတယ်။ကျင်းနဲ့စောင့်နေရဆဲဖြစ်ပါတယ်အခုတိမ့်ပိုက်ရရှိတာကတက်ရင်ဌာနချုပ်တစ်ခုလုံးကိုတိမ့်ပိုက်တာပါခမရ998တက်ရင်တစ်ခုလုံးကိုတိမ့်ပိုက်တာပါ ကာကွယ်ရေးဝန်ကြီးဌာန MOD ကမကြခင်အသေးစိတ်သတင်းထုတ်ပြန်ဖို့ရှိပါမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသမှတာဝန်ရှိသူကဆက်လက်ရှင်းပြပါတယ်စစ်ကောင်စီကတရင်ဌာနချုပ်တခုလုံးကိုဆုံရှုံသွားတဲ့အတွက်လက်တလော့ခမရ998တရင်တီရှိရာညောင်ချီတော့ကြီးရွာအပါအဝင်ပတ်ဝန်းကျင်ကြီးရွာမှာပြည်သူများမှာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နျူကလ ియర్ နည်းပညာမှာအမျိုးသမီးများပါဝင်ရန်စစ်ကောင်ဆောင်ဇနီးဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားနိုင်ငံမော်စကိုမြို့မှာပြုတ်လုတဲ့ရင်းမြစ်နီချီတက်ပွဲကိုတက်ရောက်ဖို့စစ်ကောင်းဆောင်နဲ့အတူရောက်နေတဲ့ဇနီးဒေါ်ကျူကျူလှကရုရှားအမျိုးသမီးဖိုရန်ဥက္ကဋ္ဌဂါလီနာကာရယ်လိုဗာနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီလိုတွေ့ဆုံချိန်မှာနှစ်နိုင်ငံကြားအမျိုးသမီးရေးရာပူးပေါင်းရေးတွေဆွေးနွေးခဲ့တယ်လို့နျူကလ িয়ার နည်းပညာမှာအမျိုးသမီးတွေပူးပေါင်းရေးပါဆွေးနွေးခဲ့တယ်လို့ရုရှားဖက်ဒရယ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ ဆွေးနွေးမှုတွေထဲမှာနျူကလ ியர் နည်းပညာပညာရေးစီးပွားရေးနဲ့ယဉ်ကျေးမှုကဏ္ဍတွေမှာပူးပေါင်းနိုင်ရေးအလားအလာတွေကိုဆွေးနွေးခဲ့ကြတယ်လို့မေလ၈ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒါအပြင်မြန်မာမျိုးသမီးတွေကို BRICS နဲ့ Foreign Program တွေမှာပါဝင်ခွင့်ပေးမယ်လို့လည်းရုရှားအမျိုးသမီး Foreign Bank မှပြောကြားခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖားကန့်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ကို Cypher ရွာနဲ့ကက်မော်ရွာအနီးတို့မှာတိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်သိမ်းဆုံးမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဖားကံမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ဆိုင်းဖရာကြေးရွာကက်မော်ကြေးရွာတို့အနီးမှာတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်း KIA စည်ရင်တရင်အရင်မြစ်ကပြောကြားပါတယ်။ယမန်နေ့မေလ၈ရက်နေ့ကဖားကံမြို့နယ်ဆိုင်းဖရာကြေးရွာအတွင်းကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA KPDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ရမှာစစ်တပ်ကအထိနာပြီးကက်မော်ကြေးရွာကိုပြန်ဆုတ်သွားကြောင်းဒါအပြင်ကက်မော်ကြီးရွာဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုလည်း KIA KPDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရမှာ စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်းသိရှိရပါတယ်။မနေ့ကရှေ့ရက်နေ့မှာကဒီ Cypher ရွာတဲကိုဝင်လာတဲ့စစ်ကောင်စီအဖွဲ့တွေကို KIA KPDF ပူးပေါင်းအဖွဲ့ကစောင့်ကြိုတိုက်ခိုက်တယ်။အဲ့ဒီလိုတိုက်တော့ Cypher ကနေကက်မော်ကိုပြန်ဆုတ်သွားတယ်။ကက်မော်ဘုံကြီးเจ้าမှသူတို့ဝင်နေတဲ့အချိန်မှာလဲ KIA KPDF ပူးပေါင်းအဖွဲ့ကတနေကုန်ဝင်တိုက်တာပေါ့။ဝင်တိုက်တော့သူတို့ကအတော်ထိနာတယ်။ဒီသုံးဘက်အတွင်းမှာစစ်ကောင်စီဘက်ကနေအထိကအကြဆုံးများတာပေါ့။ တင့်ကားတွေ drone တွေလေယာဉ်တွေနဲ့လေကြောင်းကနေတိုက်ခိုက်ပြီးတော့ထိုးစစ်ဆင်လာပေမဲ့ KIA KPDF ပူးပေါင်းအဖွဲ့ကပိတ်ဆို့တိုက်ခိုက်ထားတဲ့အတွက်သုံးဘက်ကြားတဲ့အထိဖားကန့်ကိုမရောက်နိုင်သေးဘူးစစ်တပ်ကအထိကအကြဆုံးအတော်များနေတယ်လို့ KIA စီရေးသတင်းအရင်းမြစ်ကပြောကြပါတယ်အဲ့ဒီလိုအထိနာတဲ့အကြံဖတ်စစ်တပ်ကကက်မော်ကြေးရွာနဲ့ဆိုင်းဖရာကြေးရွာတဝိုက်ကိုမေလ၈ရက်နေ့ညနေပိုင်းမှာတစ်ချိန်ည9နာရီကျော်မှာနှစ်ချိန်လေကြောင်းနဲ့ဘုံချေတိုက်ခိုက်ပြီး drone လက်နက်ကြီးများနဲ့ပါပစ်ခတ်လျက်ရှိကြောင်းသိရှိရပါတယ် ဆိုင်ဖရာရွာနဲ့ကက်မော်ရွာတဝိုက်ကစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနေ့တိုင်းရှိတယ်။သူတို့ဘက်ကအထိနာတော့လေကြောင်းတိုက်ခိုက်မှုကနေ့တိုင်းလုပ်နေတာမနေ့တုန်းကလည်းတော်တော်တိုက်ပွဲပြင်းထန်နေ။သူတို့ drone တွေနဲ့ပစ်တာရှိတယ်၊လက်နက်တွေနဲ့ပစ်တာရှိတယ်။သူတို့ကဒီသုံးဘက်အတွင်းမှာလဝါကြီးရွာကနေကာမိုင်း၊ကာမိုင်းကနေရေကာရာ၊အဲဒီကနေနန့်ရွာရွာ၊နန့်ရွာကနေကက်မော်ဆိုင်ဖရာအထိရောက်လာတာပေါ့လို့ KIA စီရေးတရင်အရင်မြစ်ကပြောကြပါတယ်။ ကချင်ပြည်နယ်ဖားကန့်မြို့ကိုပြန်လည်စုမိုးနိုင်အကြံဖတ်စစ်ကောင်စီတပ်ပြည်သူစစ်ရဲအင်အား600ကျော်နဲ့တင်ကား2စီး drone လက်နက်ကြီးများနဲ့ကာမိုင်းနံရဖားကန့်လမ်းပိုင်းမှာစစ်ကြောင်းတစ်ကြောင်းဟိုပင်အင်းတော်ကြီးဝေခါလမ်းပိုင်းမှာအင်အား300ကျော်နဲ့စစ်ကြောင်းတစ်ကြောင်းတို့နဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီး KNAKP ရဲ့ပူးပေါင်းတပ်ဖွဲ့ကလည်းပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသိရှိရပါတယ်ဖားကန့်ကိုဝင်တဲ့လမ်းကျော်၃ခုစလုံး KNAKPD ရဲ့ပူးပေါင်းအဖွဲ့ကတင်ပိုက်ထားတယ်။စိုးမိုးထားတယ်။တာမခန်၁၀စင်းဖားကန့်လမ်း ဟူပင်အင်းတော်ကြီးဝေခါဖားကန်လန်ပြီးလို့ရှိရင်ကာမိုက်နန့်ရဖားကန်လန်လမ်းကျော်၃ခုစလုံးကို KNAK PDF ပူးပေါင်းအဖွဲ့ကနေမီစိုးမိုးသိမ့်ပိုက်ထားတာဆိုတော့သူတို့ကဒီလမ်းကျော်ကိုပြန်လို့ကျင်တာပေါ့အဲ့ဒါကြောင့်ဖားကန်ဘက်ကိုအင်အားထောင်ကနန်းနဲ့မြေပြင်ကနေရောဝေဟင်ကနေပါထိုးစစ်ဆင်နေပါတယ်လို့ KNA စီရေးတရင်အရင်မြစ်ကပြောဆိုပါတယ်ဖားကန်မြို့ပေါ်မှာလည်းစစ်ကောင်စီတပ်သားများမှတက်အတွင်းမှာနေထိုင်ရပြီးမြို့တွင်းနေပြီးစိုးမိုးမှုလှုပ်ဆောင်နိုင်ခြင်းမရှိကြောင်း လက်တလော့စစ်ကောင်စီရဲ့ဖားကန်မြို့နယ်ကန်ဆဲပြူဟာဂုံးမှာစစ်ပြူဟာမှုအစ်စ်တအုပ်ကိုရဟန်းရင်နဲ့ပို့ဆောင်လာကစစ်ရင်အားထက်တိုး၍နေမြေစိုးမိုးရေးလှုပ်ဆောင်နိုင်ရန်စစ်တပ်ကကြိုးစားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုဆက်ကြေးောက်ငွေညှင့်နေတဲ့မြောင်မျိုးမရေစကန်မှစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘုအပါအဝင်စစ်သား4ဦးသေဆုံးပြီးတပ်နဲ့3လက်30ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမြောင်မြို့နယ်မှာပြည်သူများကိုစက်ကြီးကောက်ငွေညှင့်နေတဲ့မြောင်မြို့မှာရဲစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘိုလ်အပါအဝင်စစ်သား၄ဦးသေဆုံးသွားပြီးတနက်3:30ရရှိကြောင်းကြောင်း CDSOM ဗိုလ်စက်ကြာစစ်ကြောင်းမှရဲဘော်စမာကပြောဆိုပါတယ်။မေလ9ရက်နေ့မှာပြည်သူများထံမှစက်ကြီးကောက်ငွေညှင့်နေတဲ့မြောင်မြို့မှာရဲစခန်းမှာစစ်သား6ဦးကို CDSOM ဗိုလ်စက်ကြာစစ်ကြောင်းနဲ့မဟာမိတ်တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲတနားကျော်ကြာမြင့်ခဲ့ပြီးစစ်သား၃ဦးမှနေရာတွင်ပင်လဲကျတိတ်ဆုံးသွားကြောင်းကြည်ထိမှန်သွားတဲ့စစ်ဗိုလ်တဦးမှလည်းစစ်စခန်းကိုမရောက်ခင်ဒဏ်ရာနဲ့ပင်ထပ်မံတိတ်ဆုံးသွားခဲ့ကြောင်းကျန်စစ်သား၂ဦးမှလည်းဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေး၃កောင်နေရာမှာပဲလဲကျတိတ်ဆုံးပါတယ်ကြည်ထိတဲ့စစ်ဗိုလ်တော့စခန်းသားမရောက်ခင်မှာပဲဒဏ်ရာနဲ့ထပ်မံပြီးတိတ်ဆုံးသွားပါတယ်။ကျန်တဲ့စစ်ခွေး၂កောင်ကလည်းဒဏ်ရာအပြင်းထန်ရပါတယ်။ကျွန်တော်တို့တော်လိုင်းရဲ့ရဲဘော်တဦးလက်မောင်းကြည်ထိမှန်ဒဏ်ရာရပါတယ်။မစိုးရင်ရပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MAC ရီတနက်3လက်သိန်းဆဲရရှိပါတယ်လို့ CDSOM ဗိုလ်ဆက်ကြာစစ်ကြောင်းမှရဲဘော်စမာကရှင်းပြပါတယ်။အဆိုပါစစ်စင်ရေးတိုက်ခိုက်မှုကို CDSOM ဗိုလ်ဆက်ကြာစစ်ကြောင်း MRF စစ်ဘုတ်စစ်ကြောင်းစကိုင်းခရိုင်တက်ရင်တက်နေမြေခံပကဖနဲ့ဇာမနီပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်အမေရိကန်ဟာမြန်မာမှာဂျာခန်စစ်ပွဲတစ်ခုတကယ်ပဲစီစဉ်နေပြီလားဆိုတော့စောင်းပါရှင်ဆရာလှစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ အမေရိကန်နဲ့၎င်းရဲ့မဟာမိတ်များဟာတောင်အာရှဒေသမှာမြန်မာနဲ့ပတ်သက်ပြီးဂျာခန်စစ်ပွဲတစ်ပွဲဆင်နွှဲရန်စီစဉ်နေပြီဆိုတဲ့သတင်းများဆင်ဆက်မပြတ်ထွက်ပေါ်နေပါတယ်။ရည်ရွယ်ချက်ကတော့မြန်မာစစ်တပ်ကိုဖြိုလဲနိုင်ရန်နဲ့တရုတ်ကိုအိန္ဒိယသမုဒ္ဒရာဘက်ခြမ်းကိုထွက်ပေါက်မရစေရန်ဖြစ်တယ်လို့အစချီကမြန်မာစစ်ရေးသုတေသီအင်ဒရူးဆဲလ်ကအဆိုပါသတင်းအပေါ်ယခုလိုတုံ့သက်လာပါတယ်။ဒေတာရင်းသတင်းမီဒီယာများနဲ့အယ်ဒီတာများရဲ့စောင်းပါအများပြားမှရေးသားလာခဲ့သည့်များကိုစူးစီးတင်ပြရမည်ဆိုကအချက်၁၁ချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ နံပါတ်1အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားလုံခြုံရေးကောင်စီရန်ကုန်မှာရှိတဲ့အမေရိကန်တန်ရုံယာယီတာဝန်ခံ Indo-Pacific စစ်ဌာနချုပ်မှဒုစစ်ဦးစီးချုပ်တို့ဘင်္ဂလားဒေ့ရှ်ကိုတွားပြီးအသေးစိတ်ဆွေးနွေးဆီစဉ်ခဲ့ကြတယ်။နံပါတ်2ထိုစဉ်ကဝန်ကြီးချုပ်ရှိတ်ဟာစီနာမှသဘောမတူလျင်အမေရိကန်မှအတိုက်ခံများအားထောက်ခံသွားမည်ဟုသောဖိအားကိုမလွန်ဆန်နိုင်ခြင်း။နံပါတ်3အမေရိကန်ဟာအာရခတက်တော်ချင်းမျိုးသားတက်ဦးတို့ရဲ့စစ်စင်ရေးတွေကိုပံ့ပိုးနိုင်ဖို့ထောက်ပို့တူလောင်စကန်းကြီးတစ်ခုဖွင့်လှစ်ထားရှိမည် နံပါတ်၄အမေရိကန်ရဲ့ထောက်ပို့လုပ်ငန်းများအဆင့်ပြေချောမွေ့စေရန်ဘင်္ဂလားဒေ့ရှ်စစ်တပ်မှတပ်မကြီး၃ခုအထိပါဝင်ကူညီပေးသွားမည်။နံပါတ်၅ကော့ပ်စာအနီးမှာတူရကီဒရုန်းများအ திக ထားအသုံးပြုမဲ့ဒရုန်းအခြေစိုက်စကန်ကြီးတစ်ခုဖွင့်လှစ်တိစောက်သွားမည်။နံပါတ်၆ရခိုင်ပြည်နယ်အတွင်း no fly zone တပ်မတ်သွားရန်အလေးအနက်စဉ်းစားနေသည်။ယင်းကိစ္စကိုဘင်္ဂလားပင်လယ်အော်မှာအမေရိကန်လေယာဉ်တင်တင်မောကြီးနဲ့ကုတ်ကဲသွားမည်။နံပါတ်9 ဘင်္ဂလားပင်လယ်အော်မှာအမေရိကန်ရေတပ်သင်္ဘောများကယခုကတည်းကကမ်းခြေကပ်ပြီးလက်နက်ခဲယမ်းများနဲ့အခြားစစ်စင်ရေးအထောက်ပံ့များပံ့ပိုးပေးနေပြီဖြစ်သည်။နံပါတ်၈စောင်းမတပုတ်မှာအနောက်တိုင်းထောက်လန်းရေးအေဂျင်စီများကထိုင်းမှာရှိတဲ့လျှို့ဝှက်စခန်းများမှနေ၍တော်လန်ရေးအဖွဲ့များကိုကူညီပေးနေသည်။နံပါတ်၉ယခုနှစ်အစောပိုင်းထွက်ပေါ်လာတဲ့သတင်းများမှာ ထောင်နဲ့ချီတဲ့ American နဲ့ British ကြေးစားများမီဇိုရန်ပြည်နယ်မှတဆင့်လျှို့ဝှက်ဝင်ရောက်လာနေကြပြီးချင်းတော်လန်ရဲ့အဖွဲ့များကိုကူညီလေ့ကျင့်ပေးလျက်ရှိနေသည့်ရင်းအားအိန္ဒိယအကဲခတ်တအုပ်ကပုံရှိုးကွယ်ရှိုးစစ်စင်ရေးတစိမ့်တစ်ပိုင်းဟုပြောဆိုခဲ့သည်နံပါတ်10 ်အန်ဒီမှာရည်မှန်းချက်သည်ဘင်္ဂလားဒေ့ရှ်အစိုးရကြောထောက်နောက်ကန်အားပေးမှုနဲ့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်တလျှောက်လွတ်လပ်သောနိုင်ငံတနိုင်ငံတည်ထောင်ပေးပြီးတရုတ်ရဲ့စီးပွားရေးဇင်းကြံလမ်းမကြီးနဲ့အိန္ဒိယသမုတ်တရားကိုကြောက်ဖြူစိတ်ကမ်းမှတဆင့်တရုတ်တို့အဝင်အထွက်လှုပ်လာမဲ့အရေးကိုဟန့်တားနိုင်ရန်ဖြစ်သည်။နံပါတ်7အမေရိကန်မှ၎င်းတို့လုပ်ငန်းများအောင်မြင်သွားပြီဆိုပါကအကူအညီပေးရေးဇင်းညံလမ်းမကြီးတစ်ခုတည်ဆောက်ပြီးရိုဟင်ဂျာဒုက္ခသည်တန်ခန့်ကိုပြန်ပို့ပေးမည်လို့ကြေပေးထားသည် ယခုအချိန်ထိအဆိုပါသတင်းများအားမြည်သူကားမြတိတိတတဆင်ခေါ်လာခြင်းမရှိသေးသည်ကိုတွေ့ရပါတယ်။ကြည်ကြည်ပြန့်ပြန့်ထုတ်ပေါ်ရေးသားခြင်းမျိုးလည်းမရှိသေးပါဘူး။ဤဒီကလည်းအဆိုပါသတင်းများကိုယုံကြည်စိတ်ချရမှုမရှိသေးတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။မှန်ကန်ကြောင်းတသက်အထောက်အထားခိုင်ခိုင်လုံလုံမပြနိုင်ခြင်းပါဝင်ပတ်သက်နေသူများထံမှလည်းအတိပြုခဲ့ခြင်းမျိုးလည်းမရှိသေးပါဘူး။ကျိုးကြောင်စီလျော်စွာနဲ့ဓမ္မဒိဋ္ဌံကြကြစဉ်းစားမိဆိုပါကယုံကြည်ရန်ခက်ခဲလာပါတယ်။ လျှို့ဝှက်စွာလုပ်မည်ဆိုလင်းပင်ဖြစ်ပေါ်လာနိုင်တဲ့စစ်ရေးဆိုင်ရာအခက်အခဲများနဲ့နိုင်ငံရေးဆိုင်ရာအန္တရာယ်များကတရုတ်နိုင်ငံရဲ့ရေရှည်ရည်မှန်းချက်များကိုကြော်လွှားရန်မလုံလောက်သေးပါဘူး။ပြည်ပနိုင်ငံများနဲ့နိုင်ငံတကာအဖွဲ့အစည်းများကယခုထိလူအသက်အန္တရာယ်ကိုမထိခိုက်စေမဲ့အကူအညီမျိုးထက်ပိုပြီးကူညီထောက်ပံ့ခြင်းမျိုးမရှိသေးတာကိုတွေ့ရပါတယ်။နိုင်ငံတဲဝင်ရောက်လာတဲ့ကြီးစားများဟာလည်းမြည်သည့်နိုင်ငံရဲ့ထောက်လန်းရေးအဖွဲ့အစည်းကိုမျှကိုစားပြုခြင်းမရှိဘဲ၎င်းတို့သဘောနဲ့၎င်းတို့လှုပ်ရှားလာခြင်းမျိုးသာဖြစ်ပေလိမ့်မည်ဟုဆိုပါတယ်။ ဩစတြေးလျမှာရှိတဲ့ Lowy Institute မှာထုတ်ဝေတဲ့ The Interpreter စာဆောင်မှာ Andrew Sell ကတည်င်းမအဖြစ်ပယ်ချထားပေမဲ့လဲ Where there's the smoke there's the fire ဆိုတဲ့မိရှိလို့သာမိကိုထွက်သည်ဆိုတဲ့စကားပုံကလည်းရှိနေသေးတယ်မဟုတ်ပါလားပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ ုတ်ကဲ့ပါခင်ဗျာအခုလို့အဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာ